ကြောင်ကုန်ခံရရင်ခွေယူကဝယ်စေးထိုးဖို့မဖြစ်မနေလိုအပ်ပါတယ်အားလုံးပဲမင်္ဂလာပါဝိတူရီယာစေယုံရဲ့တိလိုရာမီကျမ်းမာရေးအစီအစဉ်ကလည်းပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ ယခုတစ်ပတ်အစီအစဉ်မှာတော့ရှေးကဗီဒီယိုလေးအောက်မှာမေးမြန်းထားတဲ့ကျမ်းမာရေးဆိုင်ရာမေးခွန်းလေးတွေကိုပြန်လည်ဖြေကြားပေးတော့မှာပဲဖြစ်ပါရယ်ခင်ဗျာပထမဆုံးမေးမြန်းထားတဲ့မေးခွန်းလေးကတော့အကြောင်းကုတ်ခံရရင်ခွေယူကာကွယ်ဆေးထိုးဖို့လိုအပ်ပါသလားတောက်တာတဲ့ဟုတ်ကဲ့အကြောင်းကုတ်ခံရရင်ခွေယူကာကွယ်ဆေးထိုးဖို့မဖြစ်မနေလိုအပ်ပါတယ်အကြောင်းကုတ်ခံရပြီးပြီးချင်းမှာအနာကိုတန်ရှင်းအောင်လို့ရင်နဲ့အရင်ဆုံးစနစ်တကျဆေးကြောတင်ပါတယ်ခွေယူကာဝယ်ဈေးတွေမှာကဘူးမေးခိုင်ကာဝယ်ဈေးကိုပါ24နိုင်အတွင်းထုံးနံပေးဖို့လိုအပ်ပါတယ်ခင်ဗျာ နောက်ထပ်မေးမြန်းထားတဲ့မိကုံလေးကတော့ဓမ္မတာလာရင်တဲ့ဘိုက်တွေကားတွေနာလို့အကైခဲပြောက်စည်းတွေတောက်ရင်နည်းနည်းတက်တာပဲမှခဏခဏတောက်ရင်မကောင်းဘူးဆိုလို့ဘလို့လုံးတင်ပါလဲဆရာတဲ့ဟုတ်ကဲ့အကైခဲပြောက်စည်းတွေကတော့ရေရှည်ခဏခဏတောက်တယ်ဆိုရင်တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဘေးရွက်ဆူကျိုးတွေအများများပါတယ်အဲ့ဒီအတွက်ဓမ္မတာလာလို့ဘိုက်တွေကားတွေနာကျင်တဲ့အခါမှာရင်နှွေးအိတ်ကပ်ပေးတာကတော့ပိုကောင်းပါတယ်ရင်နှွေးအိတ်ကပ်ပေးခြင်းအပြင်နာကျင်မှုကိုလည်းတက်တာစေသလိုဓမ္မတာသွေးစည်းစိမ်မှုကိုလည်းပုံပုံကောင်းမွန်စေပါတယ်ခင်ဗျာ တတိယမြောက်မေးမြန်းထားတဲ့မေကွန်းလေးကတော့အဆင်အမြင့်တွေနာနေလို့သွေးစစ်ကြည့်တာယူရီအက်ဆစ်များနေတဲ့ဆရာတဲ့အစာတောက်ပါတွေရှောင်ရမလဲဆရာတဲ့ဟုတ်ကဲ့ယူရီအက်ဆစ်သက်များရင်တော့အဆင်အမြင့်ရောင်တဲ့ခေါက်ရောဂါကိုဖြစ်စေတတ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ယူရီအက်ဆစ်သက်ကျွဲဝါတဲ့အသေးအမြင့်ကလီစာဝမ်းတွင်းစာတွေပဲပင်ပေါက်မှုမြင့်အာလူစတဲ့ဖြစ်မြေပေါ်မြေအောက်ကပ်ပြီးပေါက်တဲ့အပင်အားအစာအတောက်တွေအကုန်လုံးကိုရှောင်ရှားဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်ရေလမ်းများများတောက်ပေးဖို့လိုအပ်ပါတယ်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကိုလည်းပုံမှန်လုပ်ပေးဖို့လိုအပ် ပါတယ်ခင်ဗျာနောက်ထပ်မေးမြန်းထားတဲ့မေးခွန်းလေးကတော့လေဖြန်းတဲ့သူတွေအတွက်လမ်းပြန်ရှောင်းနိုင်ဖို့ဝိသူရိယဆေးရုံမှာလာရောက်ကုသလို့ရပါသလားတဲ့ဟုတ်ကဲ့ကုသလို့ရပါတယ်ခင်ဗျာဝိသူရိယဆေးရုံရဲ့ကိုယ်ရင်ငါပြန်လည်တန်ဆွမ်းရေးကိုကုသပေးတဲ့ဌာနဖြစ်တဲ့ဖီဇီယိုသီရပီဌာနမှာလာရောက်ကုသနိုင်ပါတယ်ခင်ဗျာနောက်ထပ်မေးမြန်းထားတဲ့မေးခွန်းလေးကတော့ ကျွန်တော်အလုံးမှာတနေကုန်အညောင်းထိုင်တာကောင်းမောင်းတာတွေလုပ်ရတော့တဲ့ဘိုက်ပူတာခါနာတာတွေအတွက်ဆောင်ရံရှောင်ရံလေးတွေတည်ကျင်ပါတယ်ဆရာတဲ့ဟုတ်ကဲ့ဘိုက်ပူတာခါနာတာတွေကိုကာကွယ်ဖို့အတွက်ကတော့အရင်ဦးဆုံး ဝိသက်စီမံအစားအသောက်တွေကိုရှောင်ကျဉ်မှုလိုအပ်ပါတယ်။အစီအစိမ့်များတာတွေအချို့များတဲ့အစားအသောက်တွေကိုရှောင်ကျဉ်သင့်ပါတယ်။သမင်းစားတဲ့အခါမှာလည်းသမင်းကြီးပဲများနေတာမျိုးမဟုတ်ဘဲနဲ့အသားငါအသီးရွက်နဲ့ညတာအောင်စားသုံးပေးသင့်ပါတယ်ခင်ဗျာ။ရေကိုလည်းများများတောက်သုံးပေးသင့်ပါတယ်။အချိန်ရရင်ရသလိုကိုလည်းလှူရှာမှုလေ့ကျင့်ခန်းလေးတွေကိုလည်းပုံမှန်လုပ်ဆောင်သင့်ပါတယ်ခင်ဗျာ။ နောက်ဆုံးမင်းများထားတဲ့မေကွန်လေးကတော့ခြေတော်တစ်ဖက်ကခြေမျက်စိလေးနည်းနည်းရောင်နေတာတော်တော်ကြာနေပြီတဲ့လမ်းလျှောက်ရင်လည်းထွန်းနဲ့ထွန်းနဲ့ဖြစ်နေတယ်တဲ့ကြာကြာလျှောက်ရင်ခြေတော်ကနာလာတယ်အဲ့ဒါဘာဖြစ်တာလဲဆရာတဲ့စေးတောက်ရမယ်ဆိုရင်ရောဘာစေးတောက်ရမလဲဘာလို့တင်လဲပြောပြပေးပါဦးတဲ့ ပထမဦးဆုံးပြောချင်တာကတော့ဗာစီတောက်ရမလဲဆိုတာထက်ဓမ္မအရင်ရိုက်ကြည့်တင်ပါတယ်ခင်ဗျာဓမ္မရိုက်ကြည့်ပြီးတော့အယူအကျော်ပြဿနာရှိမရှိကိုစစ်ဆေးတင်ပါတယ်အယူအကျော်ပြဿနာရှိတယ်ဆိုရင်တော့အယူဆရာဝန်နဲ့ပြသပြီးတော့ကုသမှုခံယူတင်ပါတယ်လက်တလုံးနာကျင်မှုအတွက်ကတော့အကင်ခဲကိုတတ်တာစီမဲ့လိန်စည်းလေးတွေလိန်ထားပြီးလို့ရပါတယ်ခြေခဲလည်းကတ်ထားပြီးလို့ရပါတယ်ခင်ဗျာ ကျမရေးဆိုင်ရာမိကလေးတွေကိုမေးမြန်းထားတဲ့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိရပါတယ်ခင်ဗျာမိဘပြည်သူများနောက်ထပ်သိလိုတဲ့ကျမရေးဆိုင်ရာမိကလေးတွေကိုလည်းယခုဒီဗီဒီယိုလေးရဲ့အောက်မှာကွန်မန့်လေးတွေမှန်ပြီးတော့မေးမြန်းထားနိုင်ပါတယ်ကွန်မန့်လေးတွေရဲ့အဖြေကိုတော့ကျွန်တော်တို့နောက်လာမယ့်အစီအစဉ်လေးမှာတခုချင်းပြန်လည်ဖြေကြားပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာသိလိုရမေးကျမရေး Victoria Hospital